မင်္ဂလာပါ Beautiful Life YouTube Channel ကနေကြိုဆိုလိုက်ပါအိမ်မက်တစ်ခုမအောင်မြင်လို့ဆိုပြီးဘဝကအခွင့်အရေးပေးတာရပ်သွားတယ်လို့မဆိုလိုပါဘူးကိုယ့်ရဲ့ဖြစ်တည်မှုကိုနားမလည်သေးလို့ပဲဖြစ်ဖြစ်ဘာလုံးလုံးအဆင်မပြေသလို ခံစားရလို့ပဲဖြစ်ဖြစ်အရှုံးပေးခြင်းစိတ်တွေလက်ချော့ခြင်းတဲ့စိတ်တွေပေါ်နေပြီဆိုရင်ဒီပုံပြင်လေးကိုဆုံးအောင်အထိအရင်ဆုံးနားထောင်ကြည့်လိုက်ပါ ရှိရှိတုံးကရွာလေးတရွာမှာလက်ရကောင်းတဲ့အိုးဆရာတယောက်ရှိတယ်။သူလုံးတဲ့အိုးတွေဟာအရန်လှတဲ့အတွက်မြင်တဲ့သူတိုင်းလာရောက်တဲ့သူတိုင်းချီးကျူးကြတဲ့။ဒါပေမဲ့သူဆန်းစွာပဲသူလုံးတဲ့အိုးတွေထက်ကအလားဆုံးအိုးကြီးလေးလုံးကတော့ဘသူကမှမဝေကြဘူး။တပတ်တလားကြာတဲ့အထိကြိုးစားပြီးပြသပေမဲ့ဘသူကမှအဲ့ဒီအလားပါဆုံးအိုးလေးလုံးကို ဘီယူမဆိုင်တဲ့အတွက်အိုးကြီးတွေဟာတဖြည်းဖြည်းဝန်နေပြီးစိတ်တက်ကြလာတယ်။သူတို့ဟာအတော့မကြတဲ့အိုးတွေပဲလို့သူတို့ကိုသူတို့စဉ်းစားလာကြတယ်။ဒီနေ့မှာအိုးဆရာကြီးမရှိတဲ့အချိန်အိုးကြီးတွေဟာအချင်းချင်းစကားပြောကြတယ်။ပထမအိုးကငါကလှပတဲ့ရုပ်ထုတစ်ခုဖြစ်ချင်တာ။တထဲအိမ်မှာထားပြီး လူတွေကငါ့ကိုဂုံယူဝင်းကြွားစွာနဲ့ချီးမွမ်းကြမှာဒါပေမဲ့ခုငါ့အချင်းတွေကိုကြည့်လေဘသူမှမလို့ချင်းနဲ့တာမန်အိုးတလုံးပဲအဲ့လိုပြောတယ်ဒုတိယအိုးကဆက်ပြောတယ်ငါကံကလည်းမကောင်းဘူးငါကတော့မင်ကွက်တစ်ခုဖြစ်ပြီးအိမ်တလုံးကိုအလင်းပေးခြင်းတာနေရာတိုင်းမှာအလင်းတွေနဲ့ဖြန့်ကျက်ခြင်းတာဒါပေမဲ့ ကံကမကူညီခဲ့ဘူးလေနောက်ဆုံးမှာတော့ဘသူမှဂယုမဆိုင်တဲ့ပိုးတလုံးပဲဖြစ်သွားတယ်အဲ့ဒီနောက်တရားအိုကပြောပြတယ်ကျွန်တော်လဲခမရတော့လို့ပဲခံစားရတယ်ကျွန်တော်ကစူပူးဖြစ်ချင်တယ်လူတွေကဒင်းကားတွေနဲ့ပြင်းနေအောင်ထိပ်ပြီးလူတွေကိုပျော်ချွင်စေချင်တယ်ဒါပေမဲ့ ဒီမှာဘာမှအတော့မကြတဲ့ပိုတလုံးဖြစ်နေပဲနေနေရတယ်။သုံးလုံးစလုံးပြောပြီးတဲ့နောက်သူတို့ကသရုတ်ထအိုးစီကိုကြည့်လိုက်ကြတယ်။သူကတိတ်တိတ်လေးထိုင်ပြီးပြုံးနေတယ်။တန်တဲ့အိုးတွေကစိတ်ဆိုးစိတ်တူသွားကြတယ်။ဘာတွေရည်စရာရှိလို့လဲလို့တန်တဲ့အိုးတုံးကသရုတ်ထအိုးကိုမေးတယ် မင်းလေးဝမ်းနေရမှာပဲလေ၃လတိုင်တိုင်ဘယ်သူမှမဝယ်သေးဘူးမဟုတ်လားသရုတ်ထအိုးကထပ်ပြုံးပြီးပြောလိုက်တယ်ဟုတ်ပါတယ်ငါလေးဝမ်းနေမိတယ်ငါ့မှာလေအိမ်မက်တစ်ခုရှိခဲ့တယ်ငါကကစားစရာတစ်ခုဖြစ်ချင်တာကလေးတွေကိုငါနဲ့ကစားရီမောပြီးပျော်ချွင်စေချင်တာဒါပေမဲ့ ကံကတခြားအစီအစဉ်ရှိပုံရတယ်အိမ်မက်တစ်ခုမအောင်မြင်လို့ဆိုပြီးဘဝကအခွင့်အရေးပေးတာရပ်သွားတယ်လို့မဆိုလို့ပါဘူးစိတ်ရှိတိခံကြည်ကြပါအောင်လားငါတို့အတွက်အမှန်ကန်တဲ့အချိန်မရောက်သေးတာဖြစ်နိုင်တယ်အဲ့ဒီစကားကိုကြားပြီးတဲ့နောက်ကြံတဲ့အိုးသုံးလုံးကစိတ်ထဲပေါ်ပါလာပြီးညှော်လင့်ချက်တွေပြန်လာပြန်ရလာကြတယ် နောက်တလားကြာပြီးတဲ့နောက်နှွေရတီရောက်လာတော့ရွာကလူတွေဟာတောက်သုံးရီထစ်ဖို့အိုးတွေကိုလိုအပ်လာကြတယ်။အိုးဆရာဟာဒီအလားဆုံးအိုးကြီးလဲလုံးတွေကိုပဲပြန်ပြီးပြတ်သားလိုက်တယ်။ဒီတခါမှာတော့လူတိုင်းကသူတို့ကိုဈေးကောင်းပေးပြီးဝေသွားကြတော့တယ်။အိုးကြီးတွေဟာနောက်ဆုံးတော့သူတို့ရဲ့ဖြစ်တည်မှုအသေးပင်ကိုနားလည်သွားကြတယ်။သူတို့ဟာ လူတွေရဲ့ဆာလာမွတ်တိမ်ဖုန်ကိုညိအေးစေဖို့နဲ့တတ်တောင်းတတ်တာဖြစ်စေဖို့ဆိုတာကိုပေါ့ဒီပုံပြင်လေးကိုနားထောင်လိုက်ရတဲ့အတွက်ဘဝအတွက်အတိတ်ပဲရှိတဲ့သင်ခန်းစာတစ်ခုကိုမြင်တွေ့နိုင်ပါတယ်ကျွန်တော်တို့လူတွေအများစုဟာတို့ရဲ့ memory ဘန်တိုင်ကိုမရောက်တဲ့အခါစိတ်ကက်လက်ပြဖြစ်ကြတယ် ကံတရားကိုအပြစ်တင်ပြီးသူတို့ကိုသူတို့ကြားချုံသူတွေလို့မြင်တတ်ကြတယ်။ဒါပေမဲ့အိမ်မက်တစ်ခုကြားချုံတိုင်းအဆုံးတတ်သွားတာမှမဟုတ်တာ။ဘဝဟာအခွင့်အလမ်းသစ်တွေကိုအမြဲတမ်းပေးတတ်တယ်။ညတော်အဖြစ်မျော်လင့်မထတဲ့နေလန်းတွေနဲ့ပေါ့။ဒါကြောင့်ယခုအချိန်မှဘလောက်ပဲခက်ခဲနေပါစေစိတ်သက်မကြပါနဲ့။ကိုကိုကိုယုံကြည်မှုထားပါ။ စိတ်ချတိခံပြီးစကြူစာတွားဖို့တော့လိုအပ်ပါအကောင့်မြန်တဲ့စိတ်နဲ့စကြူစာနဲ့တူရဖို့တော့သူတို့ရဲ့အချိန်ကောင်းအခါကောင်းရောက်လာတဲ့အခါမလွဲမသွေအောင်မြန်မှုစီကိုရောက်ချိကြမှာနားဆင်ပေးတဲ့အတွက်ယေရှုအမြတ်တင်ပါတယ်